DPP ရဲ့နောက်ဆုံးရသတင်းတွေကိုပြောပြပေးပါမယ်။မြန်မာပြည်ခေတ်ကအယုဒ္ဓယာကနေတုတ်ပံအဖြစ်ဖက်စီခုတ်သွားတာခံခဲ့ရတဲ့ထိုင်းလူမျိုးတွေရဲ့တတမမြောက်မျိုးဆက်တွေဟာအော်တိုဘလ16ရက်ကအမိထိုင်းမျိုးကိုပြန်လည်ရောက်ရှိလာခဲ့ကြတယ်လို့ထိုင်းသတင်းတွေမှာဖော်ပြပါတယ်။လုံခဲ့တဲ့နှစ်ပေါင်း260ကျော်ကမြန်မာပြည်စစ်တီတွေဟာအယုဒ္ဓယာထိုင်းနိုင်ငံကိုတိုက်ခိုက်သိမ်းပိုက်ပြီးနောက်အယုဒ္ဓယာသားတွေကိုလည်းတုံ့ပန်အဖြစ်မြန်မာနိုင်ငံကိုခေါ်ဆောင်လာခဲ့တာပါ တပေးမြို့နယ်အတွင်းမှာအာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေများပြားလာတာကြောင့်ဘာသာရေးပွဲတွေနဲ့အလှပွဲတွေမင်္ဂလာဆောင်ပွဲတွေကိုဆိုင်းဝိုင်းအငိတ်ဇက်ပွဲတွေနဲ့မပြုလုပ်ဖို့တပေးမြို့နယ်အတွင်းကအုပ်ချုပ်ရေးအဖွဲ့တွေကတိုက်တွန်းကြောင်းအောက်တိုဘာလ20ရက်နေ့မှာထုတ်ပြန်ပါတယ်သွေးစည်းညညတော်တမကများအဖွဲ့ချုပ် STUM ရဲ့ဦးဆောင်သူဒေါ်မျိုးမျိုးအေးနဲ့လုံသမားရေလှှရှားသူတချို့အော်တိုဘလ20ရက်ညနေပိုင်းမှာပြည်လဲလွတ်မြောက်လာကြောင်း STUM ကထုတ်ပြန်ပါတယ်။ DBB နောက်ဆုံးရသတင်းတွေကို DBB TV News Facebook Page မှာဆက်လက်ကြည့်ရှုနိုင်ပါတယ်ရှင်။